microplastic ဤလူနည်းပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုများအားလုံးမင်္ဂလာပါရှင် CFP channel ကနေကြိုဆိုလိုက်ပါတယ်အခုလိုမျိုးဗဟုသုတအကြောင်းအရာတွေကိုတစ်ဆက်ပြီးနေတဲ့ channel ဖြစ်လို့ channel ကို subscribe မလုပ်ရသေးရင် like and subscribe လေးလုပ်ထားဖို့တောင်းဆိုလိုက်ပါသေးရှင် microplastic များ၏အဓိကဆိုးကျိုးကိုခံစားရသည်မှာတောရိုင်းတရိတ်ဆန်များဖြစ်ပါတယ်အထူးသဖြင့်ရင်းနေတတ္တဝါများ၏အသက်အန္တရာယ်ကိုချိန်ချောက်လျက်ရှိပါတယ် မိုက်ခရိုပလတ်စတစ်များကိုတရိတ်ဆန်များဟာသူတို့ရဲ့အစားအစာဖြစ်လွဲမှားပြီးစားသုံးမိကြတာကြောင့်ဖြစ်ပါတယ်။စားသုံးမိတဲ့အခါမိုက်ခရိုပလတ်စတစ်များသည်အစာချေပြက်သနာများအသက်ရှူကျခြင်းသို့မဟုတ်အစာငတ်မောခြင်းကဲ့သို့သောတောရဲ့တရိတ်ဆန်များကိုရုပ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်စေနိုင်ပါတယ်။မိုက်ခရိုပလတ်စတစ်များဟာတရိတ်ဆန်များရဲ့တ िश ူးများမှလည်းစုပေါင်းနိုင်ပြီး၎င်းတို့ရဲ့ကျန်းမာရေးနဲ့မျိုးပွားမှုတို့ကိုထိခိုက်စေသဖြင့်တောရဲ့တရိတ်ဆန်များမျိုးတုံးမှုတို့နဲ့ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်ဂေယာစနစ်များရွရင်းပျက်စီးလာရခြင်းဖြစ်ပါတယ်။မိုက်ခရိုပလတ်စတစ်များဟာဂေယာစနစ်တစ်ခုလုံးကိုထိခိုက်စေနိုင်တဲ့အပြင်သမုတ်ဖျားထဲမှာမိုက်ခရိုပလတ်စတစ်အနေအနှစ်များစုပေါင်းလာတဲ့အမျှအနော်ဝါသက်ရှိများရဲ့အပြုအမူကိုထိခိုက်စေပြီးဂေယာစနစ်ရဲ့ဖွဲ့စည်းပုံကိုပြောင်းလဲစေပါတယ်။ မိုက်ခရိုပလတ်စတစ်များဟာပလတ်စတစ်ထုတ်လုပ်ရမှာအသုံးပြုတဲ့ဓာတ်ရုပ်ပစ္စည်းများသို့မဟုတ်ပလတ်စတစ်ဘော်တိုအစုပ်ယူထားတဲ့ညဉ့်ညမ်းစီတဲ့ဓာတ်ရုပ်ပစ္စည်းများကိုထုတ်လုပ်နိုင်ပြီးအနဝါသက်ရှိအများရဲ့ကျန်းမာရေးနဲ့ပုံမိုကျေပြန့်သောကင်းရစနစ်ကိုထိခိုက်စေနိုင်ပါတယ်။ဒါ့အပြင်မိုက်ခရိုပလတ်စတစ်များဟာရေအီရေသွေးကိုလည်းထိခိုက်စေနိုင်ပါတယ်။လူနေထိတ်ဆန်ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတဲ့အဖြစ်မိုက်ခရိုပလတ်စတစ်များဟာရေစနစ်များမှာအဆိပ်တောင်များစုပေါင်းလာစီရန်ကူညီပေးနိုင်ပါတယ်။မိုက်ခရိုပလတ်စတစ်များသည့် ပလတ်စတစ်ရဲ့မျက်နှာပြင်ပေါ်မှာစုပုံနိုင်တဲ့ပိုလီကလိုရီနိတ်တက်ဘေဖနောင် PCBF သို့မဟုတ်ပိုးသတ်ဆေးများကဲ့သို့သောညဉ့်ညမ်းစေတဲ့ရင်းမြစ်ဗက်တာများအဖြစ်လောက်ဆောင်နိုင်ပါတယ်။မက်ခရိုပလတ်စတစ်များရဲ့လူကျန်းမာရေးနဲ့ပတ်သက်သောအထင်ရှားဆုံးစိုးရိမ်စရာတစ်ခုမှာစားသောက်မိခြင်းဖြစ်ပါတယ်။လီလာမိုစတန်များအရာမက်ခရိုပလတ်စတစ်များကိုတောက်တောင်းရင်ပင်လယ်ဇာများနဲ့ကျွန်တို့ရှူရှိုက်တဲ့လေထဲမှာပင်တွေ့ရှိနိုင်ပါတယ်။ စားသုံးမီးရဲ့အခါမိုက်ခရိုပလတ်စတစ်များသည့်လူခန္ဓာကိုယ်အတွင်းစုပေါင်းလာနိုင်ပြီးကျန်းမာရေးထိခိုက်စေနိုင်ပါသည်။လူကျန်းမာရေးအပေါ်မိုက်ခရိုပလတ်စတစ်များရဲ့ကျန်းမာရေးဆိုင်ရာအကျိုးသက်ရောက်မှုများအပြည့်အစုံကိုလေ့လာနေစေဖြစ်တော်လဲမိုက်ခရိုပလတ်စတစ်များသည့်အစိတ်တောင်ဖြစ်စေနိုင်တယ်။သို့မဟုတ်အစာချေစနစ်ကိုအနှောင့်အယှက်ဖြစ်စေသည်မှာအတိအကျဖြစ်ပါသည်။မိုက်ခရိုပလတ်စတစ်များသည့်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကိုဖြစ်ပေါ်စေပြီးလူကျန်းမာရေးကိုထိခိုက်စေနိုင်ပါသည်။ မိုက်ခရိုပလတ်စတစ်များကိုလေထဲသို့ထုတ်လွှင့်လိုက်တဲ့အခါ၎င်းတို့ကိုလူများကအရှုသိမ်းမိပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာရာရန်ချင်းသို့မဟုတ်အခြားပြဿနာများအထိဖြစ်စေနိုင်ပါသည်အထူးသဖြင့်မိုက်ခရိုပလတ်စတစ်များကိုထုတ်လုံးမှုသို့မဟုတ်စွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲရေးကဲ့သို့သောမိုက်ခရိုပလတ်စတစ်များကိုအသုံးများ၍စက်မှုလုပ်ငန်းမှလောက်ကင်ကြသူများနှင့်အထူးသက်ဆိုင်ပါ၏မိုက်ခရိုပလတ်စတစ်များကြောင့်လူသားများ၏မျိုးပွားမှုဆိုင်ရာကျန်းမာရေးကိုလည်းထိခိုက်စေနိုင်ပါ၏ဘစ်ဘွန်နော်အိ PPA ကဲ့သို့သောပလတ်စတစ်များမှတွေ့ရတဲ့ဓာတုပစ္စည်းအချို့နဲ့ထိတွေ့ခြင်းဟာမျိုးပွားမှုဆိုင်ရာပြဿနာများကိုဖြစ်စေနိုင်ကြောင်းလေ့လာမှုများကဖော်ပြကြပါသည်။မျိုးပွားမှုကျန်းမာရေးအပေါ်မိုက်ခရိုပလတ်စတစ်များရဲ့အကျိုးသက်ရောက်မှုအတိုင်းအတာအပြည့်စုံကိုလေ့လာနေစေဖြစ်တော်လဲပဝင်းကျမမိုက်ခရိုပလတ်စတစ်များရှိနေခြင်းသည်အဆိုပါပြဿနာများကိုအထောက်အကူဖြစ်စေနိုင်သည်လို့စိုးရိမ်ပူပန်မှုများရှိနေပါသည်။ မိုက်ခရိုပလတ်စတစ်များသည်ပလတ်စတစ်ထုတ်လုပ်ရာမှာအသုံးပြုတဲ့ဓာတ်ရုပစ္စည်းများသို့မဟုတ်စုပ်ယူထားတဲ့ညဉ့်ညမ်းစီရဲ့ဓာတ်ရုပစ္စည်းများကို ထုတ်လွှတ်ခြင်းဖြစ်လေလူကျန်းမာရေးကိုအနည်းဖြစ်စေနိုင်ပါသည်မိုက်ခရိုပလတ်စတစ်များကိုမြှုပ်ချမိတဲ့အခါသို့မဟုတ်ရှူသွင်းလိုက်တဲ့အခါဤဓာတ်ရုပစ္စည်းများသည်အစိတ်များကို မိတ်ဆက်ခြင်းသို့မဟုတ်အန်တာခရန်စနစ်အားအနောက်ရှက်ပေးခြင်းဖြင့်လူကျန်းမာရေးကိုထိခိုက်စေနိုင်ပါသည်အဆုံးထိကြိုးပြရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။